မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြို့နယ်များမှာမိဘများကိုရုံးခေါ်ယူပြီးစစ်မှုထမ်းမဲ၌ခိုင်းကမဲပေါ့လူငယ်များကိုစစ်တဲတွင်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတွင်းရှိမြို့နယ်များမှာလူငယ်များရဲ့မိဘများကိုရုံးကိုခေါ်ယူပြီးစစ်မှုထမ်းမဲများ၌ခိုင်းကမဲပေါ့သူလူငယ်များကိုစစ်မှုထမ်းခေါ်ယူနေကြောင်းဒေသခံပြည်သူများကပြောပါရယ်။မန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်မှာမလ12ရက်နေ့က၎င်းမြစ်သားမြို့နယ်မှာမနေ့ကမလ14ရက်နေ့နဲ့မလ15ရက်နေ့မှာ၎င်းကျောက်ဆယ်မြို့မှာမနေ့ကမလ14ရက်နေ့မှာ၎င်းလူငယ် င်များရဲ့မိဘများကိုကျေးရွာနဲ့ရှက်ခွက်ယုံများကိုခေါ်ယူစစ်မှုထမ်းမဲများနိုင်ခိုင်းကြောင်းမဲပေါင်ရင်မဲပေါင်သူလူငယ်များကိုစစ်တဲကိုစေလွတ်မဲလို့မိဘကချက်ချင်းဝန်ခံကတိလက်မှတ်ရေးထိုးပြီးလူငယ်များကိုစစ်တဲဝင်ရဲ့အသင့်ပြင်ခိုင်းနေကြောင်းသိရပါတယ်။ကျောင်းဆဲမျိုးနဲ့တည်ကြည်တန်းရက်ကွက်မှာစစ်မှုထမ်းမဲနိုင်ဖို့စာရွက်တွေလာဝေပြီးတော့ဒီနေ့မဲနိုင်ခိုင်းနေတည်ကြည်တန်းအုပ်ချုပ်ရေးမှု ဘုံလုံးငတင်ကြီးကတော့မဲပုံးကိုကင်ပြီးမိဘတွေကိုနှံ့ခိုင်းတာမဲပေါင်ရင်မိဘကတခါတည်းကိုသားသမီးစစ်မှုတန်းစီလွတ်ပါမယ်ဆိုတဲ့ဝန်ခံကတိလက်မှတ်ထိုးရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ် စစ်မှုထမ်းမဲများ၌ခိုင်ရမှာအများပြည်သူများအလုံးရှိမှ၌ခိုင်ခြင်းဖြစ်ပြီးစစ်မှုထမ်းခေါ်ယူတဲ့ပုံစံပြောင်းလဲတဲ့ပုံစံအရှောင်ပြလှုပ်ဆောင်နေကြောင်းပြည်သူများကဆိုပါတယ်မြေသားမှာမင်းကမဲ၌ခိုင်နေတချို့ရွာတွေမှာမဲ၌ရွှေတဲ့ရွာတော်တော်များများမှာတော့အိမ်ထင်းစစ်သားနဲ့အုပ်ကြီးတွေလိုက်ဖမ်းပြီးစစ်ထဲထဲတောင်ပြေးလဲမလွတ်ဘူးမပြေးနဲ့ဆိုပြီးအုပ်ကြီးတွေကနေညာမရွေဝင်ဖမ်းနေတာလို့မြေသားမျိုးပေါ်မှာစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့လူငယ်တအုပ်ရဲ့မိခင်ကပြောပါတယ်မြေသားမျိုးမှာဒေသခံပြည်သူတအုပ်ကတော့ရစ်က န်ရွာ၊ရိုးကန်ရွာ၊တောင်တွင်ရွာ၊ညာဝန်းရွာမှာလူငယ်တွေမဲနိုင်ရမယ်ဆိုလို့ရွာပြင်တောတွေထဲမှာထွက်ပြေးနေကြပါတယ်။လူငယ်တွေမရှိတော့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကသူတို့ကိုယ်တိုင်မဲတွေနိုင်ပြီးစီးရင်တွေယူသွားကြတယ်လို့သတင်းဌာနကပြောပါတယ်။ အကြံဖတ်စစ်ကောင်စီကအခုနောက်ပိုင်းလူငယ်တွေကိုစစ်မှုထမ်းစင်မှတ်ပုံတင်ခိုင်းရမှာလူငယ်များထွက်ပြေးပါကမိဘများကိုအရင်ယူမဲဆိုတဲ့ဝန်ခံကိရိယာကိုတခါတည်းလက်မှတ်ရထုတ်ခိုင်းနေကြောင်းသိရပါတယ်။ဆလပီဒူတာတေးကို ICC အကျိုးတရားခွင်မှာပထမဆုံးအကြိမ်ရုံးထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေးကနိုင်ငံတကာရာသွေးခုံရုံး ICC ရဲ့အကျိုးတရားခွင်မှာမလဆိုင်လီယန်နီကပထမဆုံးအကြိမ်ရုံးထုတ်ခဲ့တာလို့နိုင်ငံတကာသတင်းတွေကဖော်ပြပါရတယ်။သမ္မတဟောင်းဒူတာတေးကို သူကျွလွန်ခဲ့တယ်လို့တန်တရားရှိခံရတဲ့ပြည်မှုတွေ ICC ရဲ့ရောမစာချုပ်ပါ သူရပိုင်ခွင့်နေနဲ့ပတ်သက်လို့အတည်ပြုခဲ့ပြီးရုံးတော်ရဲ့ခွင့်ပြုချက်အရမစ္စတာဒူတာတီဟာ ICC ထိန်းသိမ်းရေးဌာနကတဆင့် online ကနေရုံးထုံခတ်ခဲ့ရတယ်လို့သိရပါတယ်။အဆိုပါကြားနာမှုကို ICC အမျိုးသမီးတရားသူကြီးသုံးကဦးဆောင်ခဲ့ပြီးဒူတာတီရဲ့ရှင်နေအဖြစ်သူရဲ့မိတ်ဆွေရင်းရှိနေဖြစ်သူကဆောင်ရွက်တာကိုမြင်ရပါတယ်။2011ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ2019ခုနှစ်မတ်လ19ရက်အတွင်းဒူတာတီကဖိလစ်ပ ိုင်းနိုင်ငံမှာလူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားစွဲဆိုဖို့လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကနဦးကြားနာတာဖြစ်ပြီးအခုလိုနောက်တစ်ကြိမ်ဖြစ်ပြည်မှုတွေအတည်ပြုရေးနဲ့ပတ်သက်တဲ့ကြားနာစစ်ဆေးမှုကိုစတင်က23ရက်နေ့မှာပြုလုပ်မယ်လို့တရားသူကြီးကပြောကြားထားပါတယ်။ပြည်မှုတွေကိုအကောင်လုံးဖြစ်ပြီးတစ်စိတ်တစ်ပိုင်းဖြစ်ပြီးအတည်ပြုနိုင်ပြီဆိုရင်အမှုကိုကြားနာစစ်ဆေးရုံးတော်ကိုလွှဲပြောင်းမှာဖြစ်ပြီးရုံးတော်ကလုံထုံးလုံနီးရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ရုံးတင်စစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်မှာဖြစ်ပါတယ်။ဖိလ ပိုင်းသမရဟောင်းဒူတာဒီကိုလူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်2025ဖေဖော်ဝါရီလရက်မှာ ICC ရှေ့နေကြုံရုံကနေဗန်ဝရထုတ်ဖို့ရှောက်တင်ခဲ့တာဖြစ်ပြီး2025မလ17ရက်မှာတော့ဟောင်ကောင်ကနေမနီလာလိမ့်စိတ်ကိုရောက်ရှိခဲ့တဲ့ဖိလစ်ပိုင်ရဲ့တပ်ဖွဲ့ရဲ့ဖမ်းဆီးတာခံခဲ့ရတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ဘဂိုရိုင်းဗရောင်းမျိုးနယ်ရှိညောင်ချိုးစစ်ကောင်စီတပ်စခန်ကိုအင်အားကသိမ်းပိုင်ရရှိပြီးစစ်ကူအင်အားရှားပါးများစွာနဲ့စစ်တပ်ကခုခံခဲ့တော့လေနှစ်လနီးပါးကြာမှာရုံးနှီးနဲ့ကြောင်းတင်ဆက်ပေးပါမ မယ်။ညောင်ကျိုးစကန်မှာပဲခူးတိုင်းမှာအင်းကဒုတိယမြောက်သိမ်းပန်းရရှိရဲ့စစ်ကောင်စီတပ်စခန်းဖြစ်လာတဲ့အကြောင်းသိရပါတယ်။ပဲခူးတိုင်းဗဒမျိုးနယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအင်းဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပန်းရရှိသွားပြီဖြစ်ကြောင်းတော်လိုင်းတရင်အရှင်မြစ်တွေကပြောပါတယ်။ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းဗဒမျိုးနယ်ညောင်ကျိုးတပ်စခန်းမှာအင်းနဲ့စစ်ကောင်စီတပ်များကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဲ့ဒီနောက်တိုက်ပွဲများဆက်တိုက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင့်အကြီးအကျယ်ခုခံခဲ့ကြောင်းဒါပေမဲ့တိုက်ပွဲများနှစ်လနေ ီးပါးကြာမြင့်လာချိန်မှာစကောင်စီတက်များမှမြောင်ကျိုးစကန်မှာစတင်ဆုတ်ခွာပြီးဒီကနေ့မှာတော့အပိသန်စကန်တစ်ခုလုံးကိုတိမ့်ပန့်ရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။ မလာ၁၇ရက်နေ့ကလေးကညောင်ကျိုးစကန်ကနေစစ်တပ်ကစားဆုပ်ခွာတာအခုတော့စကန်တော့ရှာသွားပြီလို့ကြေညာရတယ်လို့တော်လိုင်းသတင်းအရမြစ်ကပြောပါရင်အင်းကရခိုင်ပြည်နယ်တန်ကုန်မြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းပရောင်မြို့နယ်မှာမိုးထီတောင်စကန်ကိုဇန်နဝါရီလ26ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးရဲ့နောက်ဒုတိယမြောင်စကန်ပြည်ညောင်ကျိုးစကန်ကိုသိမ်းပိုက်ရရှိသွားတာဖြစ်ပါတယ်။သတင်းဌာနကအေးပြောခွင့်ရပုဂ္ဂိုလ်ခိုင်သူခထံကိုညောင်ကျိုးစစ်ကောင်စီတပ်စကန်သိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်သွယ်မိမြန်ရတုံ့ပြန်ဖြေဆိုခြင်းမပြုပါဘူး။ညောင်ကျို ုစကန်သိန်းတိုင်ပွဲမှာစစ်တပ်ဘက်မှတည်ဆောင်းသူများများပြားပြီးအရှင်ဖန်စီရရှိတဲ့စစ်တပ်ဘက်များရှိပြီးလက်နက်ခဲများကိုလည်းအေအေကသိမ်းဆည်းရရှိထားကြောင်းသိရပါတယ်။ညောင်ကျိုးစကန်မကြဖို့အတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များအပါအဝင်စစ်ကူအင်အားရှားပေါင်းများစွာပြပိုခဲ့ပြီးလေကြောင်းပစ်ကူတွေနဲ့တောင်လျှောက်ကူကန်ခဲ့တော့လေနှစ်လနီးပါးကြာမြင့်လာချိန်မှာစကန်ကိုလက်လွတ်ပြီးစောက်ခွာထွက်ပြေးသွားခြင်းဖြစ်ပါတယ်။စစ်ကောင်စီတပ်များနဲ့စစ်ကူတပ်များမှလက်ရှိအုပ်ချုပ်ပင်မျိုးကိုအခြေပြုပြီးအကြီးအကျယ်ခုခံစစ်ပြင်ဆင်နေကမြို့ကို ခြေပြုထားတဲ့အမြောက်တပ်စကန်တွေကလည်းလက်နက်ကြီးတွေနဲ့တစ်ချိန်လုံးပစ်ခတ်နေကြအောင်အောက်ရှိပင်မြို့အနီးမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တဲ့နေကိုကျေလောင်စွာကြားနေရကြောင်းစစ်ကောင်စီရဲ့စစ်ရင်တပ်များမှလည်းအောက်ရှိပင်ဗရောင်လန်ပိုင်းမှာအတက်အစင်များပြားနေကြောင်းသိရပါတယ်။အေအေကထိုးစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အရာဝတီတိုင်းဘကိုတိုင်းနဲ့မကွေတိုင်းအတင်းနယ်ဒီထိုးဖောင်ဝင်ရောက်တိုက်ခိုက်နေရရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဆလပီးပမော်နဲ့မုံညင်းထောင်မှာရာဇဝတ်အကျဉ်းသားတွေကိုစစ်တပ်ကလက်နက်တပ်ပေးပြီးစစ်တိုက်ခိုင်းနေတဲ့အချိန် ောင်တင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်ထောင်နယ်မွန်ညင်းထောင်မှာရာဇဝတ်သားတွေကိုစစ်တပ်ကလက်နက်တပ်ပေးပြီးစစ်တိုက်ခိုင်းနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှကိုတိုက်ထုံးကပြောပါရယ်။ကချင်ပြည်နယ်အတွင်း KIA နဲ့တော်လိုင်းတပ်တွေကတိုက်စစ်များဖော်ဆောင်နေရာဗမော်အကျဉ်းထောင်နယ်မွန်ညင်းအကျဉ်းထောင်မှာထောင်ဒဏ်နှစ်ရှိန်ချမှတ်ခံထားရတယ်။ရာဇဝတ်အကျဉ်းသားတချို့ကိုစစ်တပ်ကလက်နက်တီတပ်ဆင်ပြီးထောင်ခံစစ်ကင်းများမှလုံခြုံရေးဆောင်ခိုင်းခြင်းနဲ့အကြမ်းဖက်စစ်တပ်ကိုလာရောက်တိုက်ခိုက်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုပြန်လည်တိုက်ခိုက်ခြင်းတွေကိုစစ်တပ်က လုံဆောင်ခိုင်းနေကြောင်းသိရပါတယ်။ ဒါအပြင်အကြံဖတ်စစ်တပ်ကနိုင်ငံတော်အကျဉ်းထောင်တွင်ရှိအကျဉ်းသားများကိုအတင်းအဓမ္မလက်နက်ကင်ခိုင်းပြီးတော်လိုင်းတပ်များကိုခုခံတိုက်ခိုက်ဖို့စီခိုင်းမှုတွေလှုံ့ဆော်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဦးဆောင်ကော်မတီဝင်ကိုတိုင်ထုံးကပြောပါရယ်အကျဉ်းသားတွေကိုစစ်ကောင်စီကစစ်တိုင်ခိုင်းနေမှုပေါ် PPNN ကအချိန်ယူပြီးစုံစမ်းပြီးအတည်ပြုခဲ့ခြင်းဖြစ်ကြောင်းအထူးသဖြင့်တိုင်ပွဲဖြစ်ပွားရာနေရာတွေအတွင်းရှိနေတဲ့အကျဉ်းထောင်တွေမှာအကြံဖတ်စစ်တပ်ကထောင်တွင်းအကျဉ်းချခံထားတဲ့ရာဇဝတ်အကျဉ်းသားတွေကိုထောင်တွင်းခံစစ်အတွက်လက်နက်တပ်ဆင်ပြီးကင်းဆောင် ခိုင်းခြင်းအပါအဝင်တော်လိုင်းတပ်ဖွဲ့တွေလာရောက်တိုက်ခိုက်ပါကစစ်သားများနဲ့အတူခုခံကာကွယ်ဖို့အတင်းအဓမ္မအမိန့်ပေးစီခိုင်းလျက်ရှိကြောင်းသိရပါတယ်။2023 2024ခရဲကဒီလိုကိစ္စတွေသူတို့လျှင်ဝက်စွာလှုံ့ဆော်မျိုးတာတွေရှိရလို့သိပေမဲ့တသက်အချက်လက်တွေထုတ်ပြဖို့အခက်အခဲဖြစ်ခဲ့ပါတယ်။အဲဒီတော့ဒီ2025ထဲမှာတော့စောင့်ကြည့်သူဒေသနာပြုတဲ့အခါမှာတော့အကျဉ်းထောင်တွေအတွင်းမှာရာဇဝင်အကျဉ်းသားတွေပထမအနေနဲ့အကျဉ်းချခံရတဲ့ဒီစစ်သားဟောင်းရဲဟောင်းတွေကိုသူတို့ရဲ့မူလရာထူးပြန်လည်ရရှိဖို့နဲ့ထောင်ထဲကပြစ်ဒဏ်တွေကိုရှော့ပေးဖို့ဆိုရင် တိုက်ပွဲတွေမှာပါဝင်ဖို့ဆိုတဲ့စီယုံမှုတွေလှုပ်တလို့ဒုတိယအဆင့်အင်းနဲ့နှစ်ကြီးရာဆွေအကျဉ်းသားတွေကိုတာဝန်ယူဆောင်ရွက်ခြင်းအပြင်ပြစ်ဒဏ်သက်သာခွင့်နေပေးတာမျိုးဒီလိုမျိုးစီယုံမှုတွေနဲ့တူတူဒီလိုအင်အားလျော်နေမှုတွေကိုဖြည့်တင်းနေတဲ့ကာလဖြစ်ပါတယ်။တတိထားအမယ်အခြေအနေဖြစ်တလို့အကျဉ်းထောင်တည်တည်မှရှိရဲအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးအပါအဝင်အကျဉ်းသားအလုံးအတွက်စိုးရိမ်ပွဲကောင်းတဲ့အခြေအနေဖြစ်တယ်လို့ကိုတိုင်ထုံးကပြောပါတယ်။၎င်းတူစစ်စည်းကမ်းရဲ စီကံဖောက်ပြက်ထားမှုကြောင့်အကျဉ်းထောင်တွင်ဖမ်းဆီးခံထားတဲ့စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်တွေကိုလည်းစစ်တပ်ကလက်နက်တပ်ဆင်ပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်းလွိုက်ကော်ထောင်ကိုတွန်လိုင်းတပ်ဖွဲ့ရင်းကဝင်ရောက်တိုက်ခိုက်ခြင်းအကျဉ်းသားတွေကိုပြစ်ဒဏ်များကိုဖျက်သိမ်းပြီးမူလားစစ်ဘက်ယာတို့ကိုယာယီပေးပြီးတိုက်ပွဲအတွင်းပြန်လည်အုံပြုခဲ့ကြောင်းသိရပါတယ်။ဒီလိုမျိုးလူတွေရှိခြင်းအပြင်တွန်လိုင်းအင်အားစုတွေကဝင်ရောက်တိုက်ခိုက်တဲ့အခါသူတို့ကပြန်လည်ပြစ်ခွက်ဖြုတ်ခင်းတာမျိုးတွေသူတို့တွေကိုစစ်မြေပြင်မှာထားပြီးတော့အုံပြုတာမျိုးတွေနှစ်ဖူးတွေဒူးတွေကြုံရတာဖြစ်တဲ့အတွက်အသက် ရှင်တန်ခွင့်တွေလည်းသူတို့ဆုံးရှုံးနေတယ်ဒါအပြင်သူတို့ကလည်းသူတို့ကိုလာရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက်လက်နက်ပေးထားတဲ့အတွက်သူတို့ကတိုက်ခိုက်တဲ့အခါတော်လိုင်းအင်အားစုတွေအတွက်ထိခိုက်တာမျိုးရှိပါတယ်ဒီလိုဆိုဆိုဝါဝါ2025မှာကြုံရတာဖြစ်တဲ့အတွက်အခုလိုမျိုးကျွန်တော်တို့ဘက်ကအတိပေးထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဒီလိုကိစ္စရပ်တွေကိုတားဆီးနိုင်မယ့်အခြေအနေတွေလက်ရှိမှာအချက်လက်တွေမရှိပေမဲ့ဒီလိုထုတ်ဖော်ပြောခြင်းအပြင်အကျဉ်းသားတွေမတရားအခိုင်ခံနေရတဲ့အခြေအနေကိုသိရှိစေခြင်းနဲ့အခိုင်ခံရတဲ့အခြေအနေကိုလည်းထိန်းချောင်းတဲ့စစ်တပ်ကအနီးအနားရှိတဲ့အတွက်တော်တော်များများ များကသူတို့ပြန်ခံပြစ်ဖို့တတိအားနေတာမျိုးတွေလည်းတွေ့ရတယ်လို့ကိုတိုင်ထွန်းကပြောပါတယ်အခုလုံအကျဉ်းသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းကိုင်းခြင်းဖန်စီအကျဉ်းချခံထားတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တွေကိုပြစ်ဒဏ်လွညင်ခွင့်ရဖို့စစ်တပ်မှတာဝန်ပြန်လည်ထမ်းဆောင်စေခြင်းများမှတရားမဝင်လုပ်ရက်တွေကိုပေါ်ပေါ်တင်တင်ကျူးလွန်ပြီးအင်အားဖြည့်တင်လာမှုကိုအပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။